အရှိတောင်အာရှမှာတခုတည်းသောရေခဲတောင်ဒေသဖြစ်တဲ့ပူတာအိုဒေသကိုခီးသွားကန်တာအဆင့်မြင့်တင်နိုင်ရင်တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း150အထက်ဝင်ငွေရနိုင်ပါတယ်။ဒါဟာလူသသိန်းပေါ်မှာသာအခြေခံထားပြီးတဦးသုံးစွဲငွေဒေါ်လာ1500နှုန်းနဲ့သာတွက်ချက်ထားတာမို့ဝင်ငွေရရှိမှုပမာဏဟာပိုပြီးများပြားနိုင်သေးတဲ့အခြေအနေပါ။တကယ်တမ်းရေခဲတောင်ခီးသွွားလုပ်ငန်းသာဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် ကချင်ပြည်နယ်မြောက်ပိုင်းဒေသဟာအရှိတောင်အာရှမှာအကျော်အကြားဆုံးနေရာဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်ဘယ်သူမှမရောက်ဖူးသေးတဲ့နေရာတွေဖြစ်တယ်လို့ထူချာစမ်းပြပြီးရှားပါးလာတဲ့မြင်ကွင်းတွေအပင်တရိတ်ဆန်တွေအများအပြားကိုမြင်တွေ့ခွင့်ရနိုင်သေးလို့ပါဒေသခံပြည်သူတွေရဲ့နေထိုင်မှုတွေရှားပါးပျောက်ကွယ်လူနီးပါးရှိနေတဲ့လူမျိုးစုတမိုင်းတွေရွာတွေစွန်စားတက်ရောက်ရတဲ့အခြေအနေတွေကြောင့်တကယ်ထူချာလှပတဲ့နေရာဖြစ်နေခဲ့တာပါ ဒါပေမဲ့လည်းပူတာအိုဒေတာခေါင်လန်ဖူးဒေတာတကြောမှာတဘာဝအလှတွေကိုဖျက်ဆီးနေတဲ့ရွှေတူးဖော်မှုတွေကြောင့်လည်းလူမသိသူမသိပျက်စီးယိုယွန်းလာနေတာက စိတ်မကောင်းစရာပါမြမပြီးမာတာမကအာဆီယံမှာပါတခုတည်းသော ရေခဲတောင်ဒေတာဟာလူလုတ်ဘေးကြောင့်ပျက်စီးပျောက်ခွေဖို့နဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးဖို့မြေရှားနဲ့ရွှေရှားဖွင့်မှုတွေကဒုက္ခပေးနေတာပါ ရေခဲတောင်ခီးသွွားလုပ်ငန်းသာဖွံ့ဖြိုးလာရင်တဘာဝပတ်ဝန်းကျင်ကိုမပြတ်စည်းစေပဲနှစ်စင်ရွှေဥဥပေးတဲ့ငမ်းမွေးထားသလိုစင်ဆက်မပြတ်ဝင်ငွေရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။